ငလင်နေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ငလင်ငယ်ကြီးများများလှုပ်ရင်ငလင်ကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်။ဒါလည်းဘယ်ပေါ်မှအခြေခံပြီးတော့တွတ်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လှုပ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ညောခြင်းဖြစ်ပါတယ်။တကယ်တော့ငလင်ဆိုတာညီလောနှစ်ခုပွတ်တိုင်မှုကြောင့်ပွတ်တိုင်တဲ့အခါမှာ ဘေးတိုက်ပေါ်တာရှိတယ်။တဖြည်းဖြည်းပူနီးလာတာရှိတယ်။တဖြည်းပူဝေးသွားတာရှိတယ်။သုံးမျိုးရှိပါလား။ဘယ်လိုမျိုးစံတယ်ပဲတွေ့တွေ့အဲ့ဒီမြေလွန်ငခုရဲ့ကြားငရင်ကျောပေါ်မှာမြေလွန်ငခုရဲ့ပေါ်တိုက်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်။အဲ့ဒီ stress တွေဟာဒဇဇနဲ့စုဆောင်းလာပါတယ်။စုဆောင်းလာပြီးမြားလာတဲ့အချိန်ဆက်လက်ပြီးထိမ့်မထားနိုင်တော့တဲ့အချိန်မှာဒီစုဆောင်းထားတဲ့တင်းအား stress တွေကို ကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်အဲ့ဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်ဗာနဲ့လာတဲ့အတူလဲဆိုရင်တေးပင်ကျက်ပေါက်မြေတပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့ကျွေးဆွဲတဲ့ခါမှာဒီတေးပင်ဟာကျွေးတင်းလာပါတယ်ဒါတင်းအားပါပဲ stress ပါပဲအဲ့လိုဆွဲဆွဲဆွဲတဲ့ခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေအထားရောက်တဲ့ခါမှာဒီတေးပင်ဟာ အင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်။ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကိုဖြစ်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်။ဒါဟာငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်အချက်တွေဖြစ်တယ်။မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ်။မြန်မာနိုင်ငံမှာငလင်းအန္တရာယ်အမြင့်ဆုံးဒေသတွေဆိုတာလေကျွန်တော်တို့ပြတ်ထုတ်ပြီးသားဖြစ်တယ်။အဓိကအဖြစ်မြင်းကလေးအန္တရာယ်အမြင့်ဆုံးရှိတဲ့ဒေသတွေက စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်အဲ့ဒီဒေသတွေမှာမရင်အများဆုံးလှုပ်လေးရှိပါတယ်ကြံတဲ့ဒေသတွေကတော့အထိုက်လျောက်လှုပ်ပါတယ်အဲ့ဒီဒေသတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ ARD မြစ်ကြောတလျှောက်အဲ့ဒီဒေသမှာလည်းငလင်ကြီးတွေလှုပ်ခုပါတယ်အဓိကအပြင်ငလင်ကြောကြီး၅ခုရှိပါတယ်ဟိုးအနောက်ဖက် ရခိုင်ကမ်းရိုးတန်းရဲ့အလွန်ပင်လယ်ရေပြင်အောက်မှာငလင်ကျောတစ်ခုရှိပါတယ်။ရခိုင်ငလင်ကျောလို့ပဲခေါ်ကြပါတယ်။အခြေဘက်ကိုလာလိုက်ရင်မြမပြည်ရဲ့အဓိကငလင်ကြီးရေအပြည့်စည်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကျောကတော့အေရော်ကြီးမြစ်တိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုံတမခွေ့ထိရောက်အောင်ရှည်လျားတဲ့သခိုင်းငလင်ကျောဖြစ်ပါတယ်။အဲဒီနောက် အရှိဘက်ကိုကူးသွားရင်ကြောက်ကြမ်းကလင်ကျော်အဲဒီနောက်တန်လွင်ကလင်ကျော်အဲဒီနောက်မြန်မာပြည်မြောက်ဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်တကောင်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်အသေးလေးတွေတော့အမြောက်များရှိပါသေးတယ်အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးချိန်မှာ နောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်ဥမာဖြင့်စကိုင်းငလင်ကျော်ကြီးမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာ နောက်ထပ်ငလင်တစ်ခုထပ်လုတ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်တယ်ပြီးဖြစ်ပါတယ်ဆိုလိုတာကတော့ငလင်ကြီးတစ်ခုအချိန်မီလုတ်နိုင်တယ်ဆိုတဲ့သဘောကိုပြနေပါတယ်ဒါသတိထားမယ်အချက်တစ်ခုဖြစ်ပါလေမြန်မာနိုင်ငံမှာငလင်လုတ်တဲ့အခါမှာအားကောင်းဆုံးငလင်လုတ်တဲ့နေရာနဲ့အပြည့်စုံအများဆုံးငလင်လုတ်တဲ့နေရာတို့ဟာတတန်တဲမကြတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလုတ်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာတောင်ကျန်းငလင်ကျော်ပေါ်မှာလုတ်ခဲ့ပါတယ်။မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအကြီးကဖြတ်သွားပါတယ်။ဒါမဲ့အပြစ်စီအသေးပြောက်ဆုံးရှုံးမှု မများပါဘူး။အပြစ်စီအသေးပြောက်ဆုံးရှုံးမှုအများဆုံးငလင်တွေကစကိုင်းငလင်ကျော်ပေါ်မှာပဲလုတ်ကြပါတယ်။အဲလိုလုတ်တဲ့အခါမှာပြစ်စီများတဲ့အကြောင်းတွေရှိပါတယ်။စကိုင်းငလင်ကျော်မှာလုတ်တဲ့ငလင်တိုင်းဟာ နံပါတ်1ငလင်းရဲ့ epicenter ဟာတိမ်ပါတယ် shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်းလှုပ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်းတွေဟာအပျက်စီးများတတ်ပါတယ်စကိုင်းငလင်းကျောမှာလှုပ်သမျှငလင်းတိုင်းဟာအနက်တိမ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်းကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံး9 ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်းများတာပါပဲအပြည့်စည်းများတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးဟာထူထပ်ဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးနေရာ စကိုင်းငလင်ကျော်ပေါ်မှာရှိပါတယ်လူရည်ကလည်းထူတတ်ပါတယ်အဲဒါကြောင့်အပျက်စီးအများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်အဲဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါလေငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓတာရှိဖို့လိုပါတယ်ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအတိပြောက်အများကြီးဖြစ်ပါတယ်ငလင်လုံးလို့သိတာကဘာမှမများပါဘူး ဒါပေမဲ့ငလင်လှုပ်လိုက်တဲ့အတွက်အဆောက်အဦပြိုကျပြီးပြီလို့ဖိမိလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့တေးရတာကများလေးရှိပါတယ်ဒီတော့ငလင်ရဲ့အသေးပြောက်ဟာအဆောက်အဦအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေသဟာမြင့်မားတဲ့အဆောက်အဦတွေရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်ဒါကြောင့်မို့အထူးဖြင့်မြင့်မားတဲ့တိုက်တာအဆောက်အဦတွေသောတမအဆောက်အဦကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းလင်းဆိုင်ရာ engineer တတ်ပညာမပါပဲဆောက်လုပ်ထားတဲ့နေရာတွေဒီလိုနေရာတွေကအနေပူကြီးပါတယ်ဥမာအဖြစ်တောင်တွင်းကြီးငရင်လုံတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့သေသည်များအားလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့တရားကြီးပါပဲအဲဒီပြိုကျတဲ့တဲမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ရနေနံကတိုက်တွေများပါတယ် ဲ့ဒီနန်းကားတိုက်တွေမှာအုံနိုင်ရံနေလုတ်ထားတဲ့ခါမှာအုံနိုင်ရံများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူးဘေးကတက်သားနဲ့ဘောင်ကော့ထားတဲ့ခါမှာအဲ့ဒီဘောင်ရဲ့အကျယ်ဟာ၈ပြ၆ပြလောက်အကျယ်ရှိပါတယ်အဲ့ဒီထဲမှာအုပ်စီထားပါတယ်အဲအုပ်စီတဲ့ခါမှာလဲအုံနဲ့တက်သားနဲ့ကြားမှာခိုင်မြဲအောင်လုပ်လို့ရှိတဲ့ဂျာလီဆိုတဲ့ပုံမခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လုတ်တဲ့ခါမှာအဲ့ဒီ င်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကြပြီးအဲ့ညမှာအိတ်ငင်တဲ့လူတွေပေါ်ပြိလို့တေးရတာဖြစ်ပါတယ်။ဒါနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ခံ့မှုနဲ့လူရဲ့ကြိုတင်ကောက်မှုအတိအားအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုပြန်ပြလို့ရင်ဖြစ်ပါတယ်။ဒီကုန်းကျိုးအနေနဲ့2016ခုနှစ်မှာငလင်နေကဆင်လာတိုင်းလှုပ်ဦးမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနေ့တည်းပို့ပြီးပူးနေတယ်။အခု2015ခုနှစ်ကကဘာတစ်ပိုင်းမှာပူဆုံးနှစ်ဖြစ်ခဲ့တယ်။ ဒါတွေရဲ့နောက်ဆက်တွဲဖြင့်ငလင်းနေထပ်မံလှုပ်ဖို့ဆိုတာကတော့တေချာတဲ့လှုပ်တစ်ခုလိုပဲဆိုနေပါလေဒါပေမဲ့လှုပ်တဲ့ငလင်းတွေဟာအင်အားမကြီးရင်တော့တာမန်အာနင်းငအာတင်းတင်းစသဖြင့်တနည်းပြော research scale 6တဲ့မကျော်ရင်တော့အပျက်စီးနေရပါတယ်ညာတော်အဖြစ်တော့ဒါပေမဲ့6ကျော်ရင်တော့အပျက်စီးရှိတတ်တယ်ဒါလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာဒီနေခြင်းဖြစ်ပါတယ် ညီကုန်းပြန်ကျုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကျူတင်ခမန်းလို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးနေပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရပ်များဟာအစိုးရလုံလုံကဲကဲမရှိဖို့နဲ့အရာရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့ တကြွနားလေသူများရဲ့လမ်းညွှန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှု စနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်